မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလာဝီရာညွှန်ကြားမှုဌာနမှာ2022ခုနှစ်ဩဂုတ်လ9ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတတိယများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံးပူချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးလုံမှာဖမ်းဝရရှိတဲ့ပုံရကပ်ပလီပင်နေပင်နေဘင်္ဂလားပင်လယ်အော်လို့မှာတည့်ရတင့်တင့်မှာတင်ထူတန်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့တပီလုံးလိုလိုမှာတည့်ရတင့်တင့်မှာတင်ထူထက်နေတာကို တွေ့ရပါဗျ။အခုတွေ့မြင်နေရတဲ့တိမ်တိုက်ကတော့တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်ကြောင့်ပဲဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ချင်းနေရတော့ဒီကနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုက်ခွာကြများရာ အင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအော်ဟိတပြည်နယ်ကမ်းခြေအင်ဒါဘရာတေးမြောက်ပိုင်းကမ်းခြေနဲ့အင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အောက်ကောင်းတဲ့လေပြင်းရတဲ့ရေဝန်ဟာဆက်လက်တည်ရှိနေပါတယ်။ကပလီပင်လယ်ပင်နဲ့အင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေအောက်ကောင်းရံမှာအာလွန်ကောင်းနေပါတယ်။မြမပင်လယ်ပင်မှာမြမကမ်းနယ်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာရံဖန်ရံခါမုတ်တက်လေမြများကြရောက်ပြီးတိုင်းကြည့်ပါမယ်။ ဝတ်သက်လေးပင်ကြစဉ်ရေပင်မြေပင်လေးဟာတနအီကိုမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြမကောင်းတဲ့တောင်နဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာ6ပင်မှာ73ပင်ခန့်ရှိနိုင်ပါတယ်။ဒီကနေ့ညနေအထိခမန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်နဲ့သခိုင်းဒါကြီးထပ်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊သခိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး နေပြည်တော်ချမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်မကိုးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရော်ဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရခိုင်ပြည်နယ်အေရော်ဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့မကိုးတိုင်းဒေသကြီးမကိုးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ် နေပြည်တော်နဲ့ဤတို့အိုက်တို့ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခမ်းမှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထိချောင်းရောက်ပါမယ်အမြင့်ဆုံးအချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတို့အိုက်တို့ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခမ်းမှန်းချက်မှာမိုးအထင်တင်ထိချောင်းရောက်ပါမယ်အမြင့်ဆုံးအချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတို့အိုက်တို့ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခမ်းမှန်းချက်မှာ နေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နှစ်ရက်အတွက်ခမန်းချက်အနေနဲ့ကတော့ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးဆက်လက်ပုံနေပါမယ်။အောက်ကောင်းသောလေပြင်းရနဲ့ရဝန်းအခြေအနေဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွားကြများရ။မင်္ဂလာပင်လယ်ရောအနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအော်ဟိတပြည်နယ်ကမ်းခြေအင်နာဘရာတိတ်မြောက်ပိုင်းကမ်းခြေနဲ့ အင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတယ်။အာကောင်နဲ့လီဗီးယားနဲ့ယမန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်နဲ့လီဗီးယားနဲ့ယမန်ဟာ နောက်24နာရီတွင်ပုံမောအာကောင်လာကမုံတိုင်းငယ်ဖြစ်သောရောက်ရှိပြီးအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားကအိန္ဒိယနိုင်ငံအော်ဟီတာပြည်နယ်အနီးမှာဖြက်ကြုံဝင်ရောက်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေခင်ဗျာ။